ဲအားလုံးပဲမင်္ဂလာပါမဟာဗမာဂျင်းပေါဂျင်းကြော်လွင်မှာနိုင်ငံသူနိုင်ငံသားတွေဝေမျှပေးနေပါတယ်เนาะမြန်မာဆိုတာဘာလဲနိုင်ငံသူနိုင်ငံသားတွေသိစေခြင်းတဲ့အတွက်မြန်မာဆိုတာဘာလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်လင်္ကာလေးနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာရှေ့မှာကျွန်တော်မြန်မာနိုင်ငံလားဗမာနိုင်ငံလားဆိုပြီးတော့ကျွန်တော်ရှေ့မှာ ဗီဒီယိုဖိုင်လေးတင်ခဲ့ပေးပြီးပါပြီနော်အဲကျွန်တော်နိုင်ငံဒီမြန်မာနိုင်ငံလို့ခေါ်ပါဘူးမြန်မာနိုင်ငံလို့ပဲခေါ်ပါတယ်ဘရင်ခင်မအစယနေ့အချိန်ထိကိုမြန်မာနိုင်ငံ မဟုတ်ပါဘူးမြန်မာနိုင်ငံသားဖြစ်ပါတယ်ဒါဆိုရင်မြန်မာနိုင်ငံသားတွေဖြစ်တဲ့ခါကျတော့မြန်မာဆိုတဲ့အဓိပ္ပာယ်ကဘာလဲတိဖို့လိုအပ်လာပါပြီအဲ့တော့ကျွန်တော်ပြုစုထားတဲ့စာတန်းလေးတွေအတိုင်းပဲကျွန်တော်မြန်မာဆိုတာဘာလဲရှင်းပြပေးမှာဖြစ်ပါတယ် အဲ့တော့ရှေ့မှာကျွန်တော်ပြောခဲ့တဲ့ဗီဒီယိုပိုင်းလေးတော့ပြန်ကြည့်ကြပါဗျာနော်သဘောတရားလေးအဲ့တော့ကျွန်တော်မြန်မာဆိုတာဗာလေကျွန်တော်တို့ကျွန်တော်မြန်မာနိုင်ငံမှာဟိုခေတ်ဆက်ဆက်စာဆိုခြင်းအများကြီးရှိခဲ့တာပေါ့နော်ခေတ်ဆက်ဆက်စာဆိုခြင်းစာဆိုခြင်းတွေအများကြီးရှိခဲ့အဲ့ဒီထဲမှာဟို ဟန်တာဝရီမင်းတရားကြီးကိုးကွယ်တာပေါ့နော်ဟန်တာဝရီမင်းတရားကြီးကိုးကွယ်တဲ့တတိယကျော်အောင်စံထားဆိုတဲ့ဆရာတော်ဘုရားကြီးတစ်ပါးရှိခဲ့တယ်။အဲ့ဒီဆရာတော်ဘုရားကြီးပြုစုထားတဲ့ဝါရထပကာတဏီချမ်းဆိုတာရှိခဲ့ဗျ။နော်အဲ့ဒီဝါရထပကာတဏီချမ်းထဲမှာမြင်မာဆိုတာကိုတိတိကျကျရှင်းပြပေးတာပါလေ။မြင်မာဆိုတာမြန်နဲ့မာနဲ့ကိုပေါင်းဆက်ထားတာဖြစ်ပါတယ်။ မြန်သဘောမာသဘောရှိပါတယ်မြန်တရာမာတရာဆိုပြီးတော့ခွဲခွဲခြားပြပေးတာပါတယ်အဲ့တော့မြန်တရာမြန်ဆိုတာဘာလဲမြန်ဆိုတာအဲ့စိတ်စစ်တဲ့ရာစပြီးတော့အခက်ခဲတွေတွေ့လာတဲ့အခါမှာမြန်မြန်ဆန်ဆန်နဲ့ကြံစီတက်တဲ့ဂုံအင်္ကာတည့်ရက်ဆိုပြီးတော့အဲ့ဒီစာအုပ်ထဲမှာရေးဖွဲ့ထားပါတယ်ဗျမာတရာ မာသဘောကိုကြတော့ကျွန်တော်တို့ဒီဘယ်ကိစ္စမဆိုတဲ့သုံးဖက်ချက်ချထားတဲ့အတိုင်းကို ပေါင်းမြောက်အောင်မလျော့တဲ့ဇွဲလုံးလားနဲ့မြဲမြံတဲ့စိတ်ရင်းတွေခုံသက်တိတွေရှိတဲ့သဘောတရားကို မာတယ်လို့ခေါ်တယ်ဗျအဲ့တော့မြန်မာသဘောကိုနားလည်အောင် ပြောရင်ကျွန်တော်မြန်မာနိုင်ငံသားတွေကဘယင်ခေတ်တည်းကကြည့်မယ်ဆိုလို့ရှိရင် စစ်ကြည့်စစ်တဲ့တဲ့နေရာလဲပဲတုံးတိုက်တိုက်ကြားကိုက်ကိုက်နော်အဲ့လိုဖိုးစစ်စင်တဲ့နေရာမှာလဲပဲအမြဲတမ်းမြန်မြန်ဆန်ဆန်ရှိတယ်ဘယ်အရာမဆိုခက်ခဲတဲ့နေရာမှန်သမျှမြန်မြန်ဆန်ဆန်လှုပ်ဆောင်နိုင်စွမ်းရှိသလိုဆုံးဖက်ချက်တွေချတဲ့နေရာမှာလဲပဲနော်စိတ်တဲ့ရေးရမှာလဲပဲပေါ့နော်ကျွန်တော်တို့ဒီမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့နော်စိတ်တဲ့တင်းပါတဲ့ မဖြစ်ဖြစ်အောင်လုပ်မယ်ခိုင်မြဲတဲ့စိတ်နဲ့စိတ်သက်တင်းပါတဲ့သူတွေဖြစ်တယ်တဲ့အဲ့ဒီတော့ဒီမှာမြန်တရာမာတရာမှာနှစ်မျိုးမှာတရားကြည့်မယ်ဆိုရင်ကျွန်တော်တို့မြန်တရာသည် physically သဘောကိုပြောတယ်ရုပ်ပိုင်းဆိုင်ရာသဘောကိုပြောတယ်ရုပ်ပိုင်းဆိုင်ရာဆိုကာယအားဖြင့်ကြည့်လို့ရှိရင်အမြဲတမ်းမြင်လင်းမြန်တက်တက်ကြွကြွဖြက်ဖြက်လက်လက်ရှိနေတယ်မာတရာကကြတော့ mentally စိတ်ပိုင်းဆိုင်ရာအားဖြင့်ကြန့်ခိုင်တယ် ထက်မြက်တယ်။အဲဒီသဘောကိုပြောပြလာတာဖြစ်ပါတယ်။အဲ့တော့မြန်မာဆိုတာက physically လည်းကောင်းတယ် mentally လည်းကောင်းတယ်။ဒီသဘောကိုမြန်မာလို့ခေါ်ပါတယ်ဗျာ။ကဲဒါဆိုလို့ရှိရင်မြန်မာဆိုတာဘာလဲဆိုတာကိုနိုင်ငံသူနိုင်ငံသားတွေသိပြီလို့ကျွန်တော်ထင်ပါတယ်။အဲ့တော့သင်သည်မြန်မာနိုင်ငံသားဆိုရင်မြန်မာဆိုတာဘာလဲဆိုတာကို ဘသူမေးမေးရှင်းပြတတ်ဖို့ဒါလေးကိုမှတ်သွားပါဟန်တာဝရီမီဒီယာကြီးကိုကိုယ်တဲ့တတိယကျောအောင်စန္ဒဆရာတော်ဖျားကြီးရေးတဲ့ဘောရထပကတိတရားထဲမှာပါတယ်ရန်ရာမာဆိုတာရှိရဲဆိုတာ physically ကောင်းတယ်မာဆိုတာကမန်တယ်လီကောင်းတယ်လို့ပြောခြင်းဖြစ်ပါတယ်ဆိုတာကိုနောက်ဆုံးပိတ်အလွယ်လေးနဲ့ပြောပြလိုက်ရပါပဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မဟာဗမာဂျင်းကျော်ဖြစ်ပါတယ်